နန်းဆွေရီစိုးနဲ့လမ်းခွဲပြီးမှသဲစုငိဘက်ကိုခုလိုမြဦးလဲလာတဲ့ဆိုတော်လွမ်းပိုင်မြန်မာနိုင်ငံရဲ့နမေကြီးရပါတအုပ်ဖြစ်တဲ့ဆိုတော်လွမ်းပိုင်ဟာမကြသိခင်ကမော်ရယ်လာမဲသဲစုငိနဲ့ဇကားတကားရိုက်ထားတာပါအဆိုပါဇကားထဲမှာလာမဲသဲစုငိရဲ့ item ကိုသဘောကျတာကြောင့်အဆိုတော်လွမ်းပိုင်ကချီချူဇကားပြောဆိုလာတာကြောင့်သဲစုငိနဲ့ချစ်နေကြပြီလားလို့လောက်ပြောင်ပြောဆိုထားတာပါမြန်မာနိုင်ငံမှာထိတ်တန့်မှုပညာရှင်ဆိုတော်ဖြစ်တဲ့လွမ်းပိုင်ဟာဆိုရင်လူငယ်တွေသာမကလူကြီးပိုင်းတွေကပါသူ့ရဲ့ထွက်သမျှတချင်တိုင်းလိုလိုကိုအားပေးခဲ့ကြတာပါ အဆိုတော်လပိုင်းကအဆိုပိုင်းမှာပါရမီအားကောင်းစွာပဲတချင်းမှန်သည်များအတိုင်းဟာပရိသတ်တွေရဲ့ရင်မထဲတိရောက်အောင်ပုံနိုင်တာပါ။လပိုင်းဟာအဆိုပိုင်းမှာဒါမကတရုတ်ဆောင်ပိုင်းမှာပါပါရမီပါလာတာပါ။ရုပ်ရှင်လောကတွေကိုဝင်ရောက်တော့ကလည်းပရိသတ်ကြီးတွေကလပိုင်းကိုတရုတ်ဆောင်ပိုင်းမှာကောင်းလိမ့်မယ်လို့မထင်ထားကြတာပါ။လပိုင်းနေနဲ့တရုတ်ဆောင်မင်းသားအနေနဲ့လည်းအမှုပညာသမားပေပေမူပြင်းနဲ့စွမ်းကုန်တရုတ်ဆောင်တက်တာတွေကိုတွေ့ရမှာပါ။အခုလည်းလပိုင်းတရားပြည်ထနာပေါင်း16000ကိုဖြည့်ရှင်းလို့ပြီးမှာတော့အဆိုပိုင်းတွေကိုခိတရန်ဆိုင်ထားပြီးတော့အခြားသော စဉ်ပရိုဂရမ်ဒီမှာသာပါဝင်နေတာကိုတွေ့ကြရမှာပါမကြသေးခင်မှာလေသူဟာဖြစ်ချင်းအောင်ဟာအလှမေဆိုတဲ့စကားလေးကိုအလှမေတဲဆူရင်းနဲ့တူရှိုက်ကူထားတာပါဒီလိုတူတူတယောက်ဆောင်နေရင်ကနေတဲဆူရင်းနဲ့ရှင်းနေမှုတွေရရှိနေတာပါမကြခင်ကပဲအင်တာဗျူးတစ်ခုမှာတဲဆူရင်းကိုချီးကျူးထားတာပါတဲဆူရင်းဟာစူးစမ်းရတဲ့သူတရားဖြစ်တဲ့အတွက်မကြခင်မှာထိတဲ့မင်းသမီးတရားဖြစ်လာမှလို့ချီးကျူးထားတာပါအလှမေတဲဆူရင်းဆိုတာက Miss Grand မြန်မာမှာအသက်ငယ်ဆုံးနဲ့ရည်ချင်းပြေဝတဲ့အလှမေဖြစ်တာကြောင့်ပြည်သက်ကြီးတွေရဲ့ချစ်ခင်အားပေးမှုတွေကိုပြေဝရရှိထားတာပါတဲ က်စုငင်းတယောက်ကတော့အလားမေလောကကနေပြီးရုပ်ရှင်တရုပ်ဆောင်မင်းသမီးလောကကိုဝင်ရောက်လာပြီးပဲဖြစ်ပါတယ်။ဒီလိုအတိုင်ငယ်ငယ်ရွယ်နဲ့အမှုပညာလှူရှားမှုတွေကိုအစိုးရလွှမ်းပိုင်ကတော့ချီးမွမ်းကန်နေထုတ်နေတာပါ။ဒီလိုချီးမွမ်းကန်နေကြောင်းအစိုးရလွှမ်းပိုင်နဲ့အလားမေတဲစုငင်းတို့ချစ်ကြိုက်နေကြပြီလားလို့တောင်မှထင်နေကြတာပါ။ဘာကြောင့်လဲဆိုတော့မင်းသမီးနော်ဖွဲ့ရထားကိုလည်းအဲ့လိုမျိုးချီးကျူးနေခဲ့ပြီးတော့လွှမ်းပိုင်နဲ့ချစ်ကြိုက်သွားခဲ့တာဖြစ်ပြီးနန်းနေတဲ့ bio file တွေပါတက်လာတာပါ။အစိုးရလွှမ်းပိုင်တယောက်ကတော့အမှုပညာလောကမှာသာအောင်မြင်မှုတွေတည်တည်ကြည်ရရှိထားပေမဲ့လို့ချစ်သူရေးသားကိစ္စမှာတော့ နမည်ပြတ်တွေကိုပိုင်ဆိုင်ထားတာပါဒီလိုဖြစ်လာရတာကလည်းဆိုတော်လွမ်းပိုင်အောင်73နှစ်ကြာသည့်ထိတိုင်လက်တွဲခဲ့တဲ့ချစ်သူမိန်းကလေးဖြစ်တဲ့အဆိုတော်မာလီဘော်ဘီဆာဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာတော့သူ့ရဲ့မိန်းကလေးတွေကြားမှာမလေးမရှိုးလောက်ထားတဲ့ကိစ္စတွေကတန်းစီပြီးတော့ပေါက်ကြားသွားတာကြောင့်မှာနောက်ပိုင်းပို့ဆိုတာကဆိုတော်ဘော်ဘီဆာဆာနဲ့တွဲနေတော့မှာပဲမင်းသမီးနော်ဘောအေထာနဲ့ဖောက်ပြန်တဲ့အကြောင်းတွေနဲ့တူတူနန်းနေတဲ့ BO5 ကသက်သေနေနဲ့ဂျန်ခဲ့တာပါနောက်တော့ဆိုတော်လမ်းပိုင်ဟာမင်းသမီးနဲ့ဆူဒီဆိုနဲ့တွဲနေကြပြီပဲဖြစ်ပါတယ်။နန်းစုနဲ့အတူတူပွဲတက်က และใช้แม่ทีบาร์ส่งพิธาอารีจาว ဘဘီဆဆာအစာပရိသတ်တွေကရှင်းနာပေးခဲ့ကြတာပါအခုတော်တော်နဲ့ဆုနေပါဆက်သွယ်လို့တာတွေတဘူးတွဲတွေမတွေ့ရတော့ဘဲနဲ့ပြက်နေတာကြောင့်အလမဲတဲဆုငင်းနေတာချစ်ကြိုက်နေပြန်တယ်လို့ထင်ကြေးပေးကြတာပါဗီယိုကောဆုံးတီကြည့်ရှုပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီတွေနုပညာရှင်တွေအသင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့ဦးရှိအာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေ 声音。谢谢